ိမိရဲ့စာဝတ်နေရေးဆိုတဲ့အရေးတွေအတွက်ဘဝမှာပင်ပန်းနေခဲ့ကြပြီပင်ပန်းလိုက်ပင်ပန်းနေစေပဲကိုယ့်ရဲ့ဓမင်းတလုံးဖြစ်လာဖို့အတွက်ကိုဝိချင်တဲ့ဝက်စားတွေဝတ်နိုင်ဖို့အတွက်ကိုနေချင်တဲ့နေရာမှာနေနိုင်ဖို့အတွက်ရုန်းကန်ရတယ်ဆိုတာလွယ်မမလွယ်တာ တနေ့တာအလုပ်လည်းမဟုတ်ဘူးတလတာအလုပ်လည်းမဟုတ်ဘူးတနေ့တာအလုပ်လည်းမဟုတ်ဘူးမသိမချင်းလုပ်ရတာ ကိုယ်ကတမင်မစားပဲမှနေတဲ့သူမှမဟုတ်တာဝေစားမဝေပဲလဲနေနိုင်တဲ့သူမှမဟုတ်တာနေစရာမရှိပဲလဲနေလို့ရတဲ့တက်ရှိမျိုးမှ မဟုတ်တာကိုဒီတော့အဲ့ဒီစားရေးဝေရေးနေရေးအတွက်ရုံးကန်ရတဲ့အခါမှာအင်မတန်ပင်ပန်းတယ်ရိုးရိုးတန်တန်ရှာယုံရှာနေရရင်ကိစ္စမရှိဘူးရှာလို့ရနေရင်လည်းကိစ္စမရှိဘူး ကိုတမင်းတွေကိုရှာစားနေပေမဲ့လို့အနောက်ရှက်ဆိုတာလည်းရှိတတ်ပြန်တယ်အခက်ခဲဆိုတာလည်းရှိတတ်ပြန်တယ်ပြက်တနာဆိုတာလည်းရှိတတ်ပြန်တယ်ကိုမထင်ထားတဲ့အချိန်မှာမထင်ထားတဲ့ရှုထောင့်ကနေပြီးတော့ကိုကိုတိုက်ခိုက်တယ်ဆိုတော့တိုက်ခိုက်မှုတွေလည်းပေါ်လာတတ်တယ်အဲ့ဒါတွေကြောင့်ဘဝစိတ်မောလူမောဖြစ်ရတယ်ဒါတွေကဘယ်တော့ရက်မလဲဆိုရင်ဘယ်တော့မှလည်းမရက်ပါဘူးနောက်တဲ့ဘဝရရင်လည်း ဒါတွေပဲထပ်ပြီးတော့ကြုံအောင်ပါပဲလူတွေနဲ့တွေ့နေတဲ့များကာလပတ်လုံးလူတွေပေးတဲ့ဒုက္ခတွေကိုရင်ဆိုင်နေရအောင်ပါပဲဒီလောကထဲမှာပြန်ပြီးတော့ဘဝအတိတ်ရအောင်မယ်ဆိုရင် လောကကပေးတဲ့ဒုက္ခတွေကိုရနိုင်အောင်ပါပဲဘဝဆိုတာဒုက္ခပဲဒါတော့ဒီဘဝအမောတွေကကုံဆုံးနိုင်တဲ့အချိန်မရှိဘူးဆိုရင်မလုပ်မလဲတရားနှလုံးသွင်းရတာပေါ့ အဲ့ဒီတရားနဲ့တမာတိရအောင်လုပ်ရတယ်တမာတိရတဲ့အချိန်ဟာငြိမ်းချမ်းတဲ့အချိန်ပဲလောကတဘာဝတွေကိုအမှန်တိုင်းမြင်သွားပြီးတော့ညစ်ကပ်ထွက်တာမှုတွေနည်းလာတဲ့အချိန်ဟာအေးချမ်းတဲ့အချိန်ပဲ။ဩဘယ်အရာမှလည်းမမြဲပါလား။မမြဲတဲ့အရာတွေကိုဖတ်တွယ်ထားမယ်ဆိုရင်တော့ကိုယ်ပဲဒုက္ခရောက်မှာပဲ။ကိုယ်ပဲပူလောင်ရမှာပဲ။ဟောအရာရာဟာပြောင်းလဲဖောက်ပြန်တတ်တာပါလား။ ပြောင်းလဲဖောက်ပြန်တတ်တဲ့အရာတွေကိုကိုကဆုပ်ကင်ထားမိမယ်ဆိုရင်တော့ခံစားရတဲ့သူကကိုပဲဖြစ်မှာပေါ့ဘဝတာဝန်ရှိတဲ့အတွက်အဲ့တာဝန်ကြီးကိုထမ်းဆောင်နေပေမဲ့လို့မမြဲတော့အရာမမြဲဘူးပဲဆင်းရဲတဲ့အရာတွေကဆင်းရဲနေတာပါပဲဒါကိုအမှန်တိုင်းသိတဲ့အတွက်ကြောင့်ဘာကိုမှမတွေ့တာတော့ဘူးဘယ်အရာမှမမြဲပဲလို့အမြဲတမ်းဆင်ခြင်ရင်းနဲ့ အေးချမ်းတဲ့နှလုံးသားနဲ့နေတယ်။ကြောင်းလဲဖောက်ပြန်သွားတာတွေကိုလက်ခံနိုင်အောင်ကြိုးစားတယ်။ဒါသဘာဝပဲ။အဲ့ဒါတရားနှလုံးသွင်းပြီးတော့နေတာ။ပြက်ချိန်တန်ရင်ပြက်ကြတယ်။ဆုံရှုံဖို့အချိန်တန်လာရင်ဆုံရှုံရတယ်။လက်လွတ်ဖို့အချိန်တန်လာရင်လက်လွတ်လိုက်ရတယ်။အဲ့ဒီတရားသဘောတွေအမြဲဆင်ခြင်ပြီးတော့နေရင်ဘဝအမောတွေကို ဖြည့်သိမ့်လို့ရတယ်။အားလုံးတရားဆောင်ရှောက်ဖို့ဖြင့်အေးချမ်းကြပါစေ။